နိုင်ငံတကာနဲ့မြန်မာပြည်သူတွေလက်ခံအတီးပြုတ်ထားတဲ့2020ရွေးကောက်ပွဲရလဒ်ကိုမျက်ကွယ်ပြုပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ဥဆောင်လုံးမဲ့ရွေးကောက်ပွဲအတွက် အမတ်လောင်စင်းတွေထွက်လာပါပြီ။စစ်တပ်ဩဒါကံပြောင်သူရွေးကောက်ပွဲကော်မရှင်ရဲ့စနေနေ့ကထုတ်ပြန်တဲ့အမတ်လောင်စင်းတွေထဲမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့နောက်လိုက်ဝင်ကြီးတွေနဲ့သူ့ရဲ့အမိန့်ကိုနာခံသူလူယုံစစ်ဗိုလ်ချုပ်တွေအများပြားပါဝင်တာကိုတွေ့ရပါဗျ။ အမက်လောင်စင်းတွေကိုမြန်မာနိုင်ငံကတိုက်ဆိုင်စစ်ဆေးကြည့်ရမှာလက်ရှိတိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်14ယောက်ရှိတဲ့အထက်10ယောက်ကရွေးကောက်ပွဲဝင်ပြိုင်ကြမှာပါနေပြည်တော်ရုံးတိုင်းပြည်တော်စုအဆင့်ဝန်ကြီးစုစုပေါင်းအယောက်30တဲကထပ်ဝဲဖြစ်တဲ့15ယောက်ကိုလည်းအမက်လောင်စင်းထဲမှာတွေ့ရပါတယ်ဒါအပြင်မကြသေးခင်တက်ကအနာပေးခံရတဲ့တပ်ပုံစိုးတင်နိုင် ကံမြင့်တန်းလင်းအောင်နဲ့ တေသားကျော်တို့လိုစစ်တပ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတွေဟာလည်းရွေးကောက်ပွဲဝင်ကြမဲ့ထိတ်တန့်အရာရှိကြီးတွေဖြစ်ကြပါဗျာ။စစ်ကောင်းဆောင်ရဲ့လူယုံစစ်ဗိုလ်ချုပ်တွေနဲ့သူ့ရဲ့ဩဇာကံဝင်ကြီးတွေဟာစစ်တပ်ရဲ့လက်ကင်ထုတ်ပါတီဖြစ်တဲ့ပြောင်သူကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကနေဝင်ပြိုင်ရမှာဖြစ်ပါတယ်။သူတို့အားလုံးရွေးကောက်ပွဲဝင်ပြိုင်ဖို့စစ်ကောင်းဆောင်ကိုယ်တိုင်ရွေးချယ်တာဖြစ်တယ်လို့မြန်မာနိုင်ငံကစုံစမ်းသိရှိရပါတယ်။ ဒီအချက်တွေကိုကြည့်ရင်ရွေးကောက်ပွဲအပြီးပြောင်သူလွတ်တော်မှာတမရရွေးတဲ့အခါစစ်ကောင်းဆောင်ဟာသူ့ကိုတမရအဖြစ်မရွေးမှကိုစိုးရိမ်နေပြီးသူ့ဩဇာခံမဲ့သူတွေကိုရွေးကောက်ပွဲဝင်ပြိုင်ခိုင်းပြီးသူ့ကိုတမရတင်မြောက်စေမဲ့ခြေလန်းအဆဖြစ်တယ်လို့နေပြည်တော်စစ်ရုံးနဲ့ထဲထဲဝင်ဝင်နှိစက်တဲ့နိုင်ငံရေးလေလာသူတဦးကပြောပါရယ်စစ်ဘုတ်ကျုပ်တွေနဲ့လည်းနှိကက်တဲ့ဆက်ဆံရေးရှိတာကြောင့်လူညုံရေးရနာမည်မဖော်လို့တဲ့သူ့ရဲ့ပြောကြားချက်ကိုမြန်မာနိုင်ငံသတင်းတောက်ကိုစားပြောပြပေးပါမယ် ခုမှပြည်ခိုင်မျိုးပါတီကိုဦးမင်းအောင်လှိုင်ကချုပ်ကင်လိုက်တဲ့အခါမှာဦးမင်းအောင်လှိုင်ရဲ့ချုပ်ကင်မှုအပေါ်မှာတချို့ကတိတ်ပြီးတော့အပြည့်အဝမပါခြင်းတဲ့သူတွေလည်းရှိတယ်။ဒါကိုဦးမင်းအောင်လှိုင်ကသိတယ်။သိတဲ့အခါကျတော့ပြည်ခိုင်မျိုးပါတီကရွေးကောက်ပွဲနိုင်ပြီးတော့ဒုသမရ၃ယောက်ထဲကနေသမရရွေးပြီးဆိုတဲ့အခါမှာသူကြံသွားမှာဆိုတယ်။အဲ့လိုသမရရွေးချယ်တဲ့အခါမှာမဲပေးမဲ့လှုပ်တော်ကုစလေတွေကိုတက်နိုင်သမျှ သူ့ရဲ့ပြည်တော်စုအဆင့်အဖွဲ့စည်းတွေကပုံကူတွေတို့နောက်တစ်ခါတက်မတော်ကသူ့ဩဇာညောင်းတဲ့အရာရှိကြီးတွေတို့ဒါတွေကိုသူထဲ့တာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းတမထလုပ်ဖို့တေးကြပါတယ်ရာနှုံးပြေပါပဲစစ်တပ်ကျင့်သုံးနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတမရရွေးချယ်ရမှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့တမရတော်သားကိုယ်စားလှယ်အစုအဖွဲ့သုံးဘွဲကဒုတမရတယောက်စီကိုအဆိုပြုကြရတာပါ စုအဖွဲ့၃ဘွဲကအဆိုပြုတဲ့ဒုသမရ၃ယောက်ကိုပြောင်စုလွတ်တော်မှာရှုတ်ဝဲမဲစနစ်နဲ့ရွေးချယ်ကြတာဖြစ်ပြီးမဲအများဆုံးရသူကိုသမရအဖြစ်တင်မြောက်တာဖြစ်ပါတယ်။ရှုတ်ဝဲမဲပေးစနစ်ဟာဘဲကိုစလေကဘသူကိုမဲပေးတယ်ဆိုတာနောက်ကြောင်းပြန်စစ်ဆေးလို့မရတယ်လို့မျော်လင့်မထားတဲ့ရလက်တစ်ခုထွက်သွားရင်လည်းပြန်ပြင်လို့မရတော့ဘူးလို့2015ရွေးကောက်ပွဲအနိုင်ရလွတ်တော်မတ်တူကပြောပြပါဗါတယ်။ဒါကြောင့်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ လာမယ့်လွတ်တော်အတွင်းဟာခွက်မရှိအောင်ပြင်ဆင်ပြီးတမရအိမက်မက်နေတာလို့လည်းသူကဆိုပါရယ်လွတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာလူယုံတွေဖြစ်ဖို့အရေးကြီးတယ်လူယုံမဟုတ်ဘူးဆိုရင်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်အစုဖွဲ့ကနေပြီးတော့ဒုတမရလောင်းအမည်စင်းတင်တဲ့အခန်းကဏ္ဍမှာကောနောက်ဒုတမရ၃ယောက်ကိုတမရအဖြစ်မဲပေးတဲ့အခန်းကဏ္ဍမှာကောကိုချိုးထားတဲ့ဖဲအတိုင်းမဖြစ်ဘူးဆိုရင်ပလက်လန်ကြီးဘာမှလုပ်လို့မရတော့ဘူး အဲ့ဒါကြောင့်မလို့မရောင်းလိုင်းကနေပြီးတော့လက်ရှိဒီပြည်တော်စုအဆင့်နဲ့တက်ကသူတွေကိုအပြုံကြီးပြည်ခိုင်မျိုးပါတီအမတ်အနေနဲ့ပြိုင်ခိုင်းတာတကယ်လို့စစ်ကောင်းသောမရောင်းလိုင်းကတမရရာရုကိုယူမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကဗိုလ်ချုပ်ကြီးနေဝင်ရဲ့လမ်းစဉ်ကိုပြန်ကျင့်သုံးတယ်လို့ဆိုရမှာပါအာနာရှင်အောင်ဗိုလ်ချုပ်ကြီးနေဝင်ကသူ့ကိုသူတမရပြန်ပေးခဲ့တဲ့တာရကရှိပါတယ်1984ခုနှစ် ဇန်နဝါရီလ29ရက်နေ့မှာဟန်ပြရွေးကောက်ပွဲတစ်ခုလုပ်ခဲ့ပြီးအဲ့ဒီရွေးကောက်ပွဲအပြီးမှာတော်လန်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းကနိုင်ငံတော်ကောင်စီဥက္ကဋ္ဌဦးနေဝင်းကိုတမရအာဏာလွှဲပေးခဲ့တာဖြစ်ပါတယ်။လက်ရှိခင်ကျင်းရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာလည်းဦးနေဝင်းလမ်းစဉ်ကိုပြန်လိုက်လိမ့်မယ်လို့နိုင်ငံရေးလှိလအကဲခတ်သူတွေနဲ့လွတ်တော်အမတ်ဟောင်းတွေကတုံ့သက်ကြပါတယ်။2019ကြားပြတ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရခဲ့တဲ့ ရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNL ပါတီကနိုင်ငံရေးသမားတဦးဖြစ်တဲ့ဆိုင်းထွန်းအေးကတော့စစ်ကောင်းဆောင်ဟာရွေးကောက်ပွဲအပြီးမှာအရက်ဖက်ကောတပ်ဖက်မှာပါ အမြင့်ဆုံးယာရုနှစ်ခုကိုနှစ်ဖက်ခွာယူနိုင်တယ်လို့သုံးသပ်ပါတယ်။စာနဲ့ဖြစ်ကြားထားတဲ့ဆိုင်းထွန်းအေးရဲ့ပြောကြားချက်ကိုမြန်မာနိုင်ငံသတင်းတောက်ကပြန်ပြောပြပေးပါမယ်။တီချာနာကတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့လက်ရှိဖြစ်တည်မှုအနေအထားကိုလေ့လာသုံးသပ်ကြည့်တဲ့အခါမှာသူ့အတွက်မဖြစ်မနေလှုံ့ဆော်သွားမယ့်အရာကတော့ နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာကိုသူ့လက်ထဲမှာစုပ်ကိုင်ထားနိုင်ဖြစ်မယ်ဆိုတာဟာမြေကြီးလက်ခတ်မလွဲပဲသူတို့လုပ်မဲ့ရွေးကောက်ပွဲပြီးသွားရင်တော့2008ဖွဲ့စည်းပုံခြေကံဥပဒေပေါင်းတဲ့ကနေသူတို့ရဲ့ဥပဒေပညာရှင်တွေကပဲအဲ့ဒီနေရာနဲ့လုတ်ပိုင်ခင်အာဏာအတွက်အနေအထားတစ်ခုဖန်တီးပေးပြီးတော့အရက်ဖတ်သမရလိုလိုစစ်ကော်မရှင်ဥက္ကဋ္ဌလိုလိုနှစ်ဖက်မြောက်တိုက်ကိုင်းမလွတ်အောင်လို့ရောသမမွေယာရုနဲ့တိုင်းပြည်ကိုဆက်အုပ်ချုပ်သွားမယ်လို့သုံးသပ်ရပါတယ် 2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့မင်းအောင်လှိုင်ဟာတမရော့ကာကွယ်ဦးစီးချုပ်နဲ့တမရယာရူနှစ်ခုလုံးကိုပူရဲယူဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်တမရလုံးမယ်ဆိုရင်တော့လက်ရှိယူထားတဲ့တက်ချုပ်ယာရူကိုစွန့်လွှတ်ရမှာဖြစ်ပါတယ်။တက်ချုပ်အစ်စ်ဖြစ်ဖို့လာလာအရှိဆုံးတစ်ပြေးနေသူကတော့စစ်တပ်ကတော့အပတ်စဉ်35ဆင်းလက်ရှိကြီးရည်လေညိနိုင်ကုတ်ကဲမူဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ပါတယ်။ လက်ရှိတက်ချုပ်မင်းအောင်လိုင်ဟာသူ့ဆရာဗိုလ်ချုပ်မူကြီးတန်းရွှေစီစဉ်တဲ့2010နှစ်ကုန်ပိုင်းရွေးကောက်ပွဲအပြီး2017မတ်လကိုမှတက်ချုပ်ရာရူးကိုရခဲ့တာပါတက်ချုပ်တက်တန်းကို9နှစ်ပဲလုပ်ဖို့ဦးတန်းရွှေကကနဦးစီစဉ်ခဲ့ပေမဲ့မင်းအောင်လိုင်ဟာသူ့ဟာသူတက်တန်းတိုးယူခဲ့ပြီးတက်ချုပ်တက်တန်း10နှစ်ပြည့်တဲ့2021ခုနှစ်မှာတော့တိုင်းပြည်အာဏာကိုအာရမသိမ်းယူခဲ့ပါတယ်ဒါကြောင့်နောက်တက်မဲ့တက်ချုပ်အစ်စ်ကလည်း နောင်ဆယ်နှစ်လောက်အကြာမှာသူ့ကိုအာနာပြန်သိမ်းမလားဆိုတာမင်းအောင်လိုင်အတွက်ကစိုးရင်စရာရှိနေပါတယ်။ဒါမျိုးမဖြစ်အောင်တော့ကြိုတင်ပြင်ဆင်ထားလိမ့်မယ်လို့နေပြည်တော်စေယုံနဲ့နှိစက်တဲ့နိုင်ငံရေးလေးလာသူကသုံးသပ်ပါတယ်။ကြော်စွာလင်းကို तू က၅နှစ်ပဲပေးမှာ။ဘာဖြစ်လို့လဲဆိုတော့၅နှစ်မကပေးလိုက်လို့ရှိရင်ဒဇင်ထောင်သွားမယ်။အာနာတိဆောက်သွားမယ်။အဲ့တော့ဒါက तू ကိုယ်တိုင်လုတ်ခဲ့ပြီးသားဖြစ်တဲ့အတွက်ဒီလိုအဖြစ်မခံဘူး။တကယ်တကယ်တော့၅နှစ်တောင်ပြည့်အောင်လုပ်ရပါမလားတော့မပြောတတ်ဘူး။ တစ်ခုခုနဲ့အကြောင်းပြပြီးတော့ကလပန်ထိုးတာမျိုးပေါ့လူသမထလူယာလူမျိုးပြောင်းပေးတာတို့ဘာတို့လုပ်ပြီးဒါမျိုးပေါ့နော်အခုဆိုရင်လည်းသူကသာတက်ချုံနေနဲ့ဆက်ပြီးတော့အကြာကြီးလုပ်နေတာရေချုပ်တို့လေချုပ်တို့ကိုခဏလေးနဲ့ပျောက်ပျောက်ပစ်တာအဲရေချုပ်တယောက်ဘလောက်မှမကြောက်ဘူးလေချုပ်တယောက်ဘလောက်မှမကြောက်ဘူးပြောရင်တော့တက်တွင်းပုံကံမှုတို့သူ့ကိုပခုံးချင်းရှင်တာစန့်ကျင်တာလုပ်လို့မရအောင်ဒီပုံစံသွားတာကိုအဲ့ဒီပုံစံနဲ့ပဲကြော်စွာလင်းကိုလည်းသူကင်ပါလိုက်မယ် ောက်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရပ်ပေါင်း60မဲဆွဲစည်းရုံးခွင့်ရှိတယ်လို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတာကြောင့်ခုဆိုရင်နိုင်ငံရေးပါတီတွေနဲ့အမတ်လောင်းတွေဟာစစ်တပ်ထိန်းချုပ်ထားတဲ့မြို့ရွာတွေမှာစတင်မဲဆွဲနေကြပါပြီ။ပြည်အောင်စုအဆင့်အဖွဲ့ဝင်တွေထဲမှာစစ်ကောင်းဆောင်ရဲ့အဓိကလူယုံတွေဖြစ်ကြတဲ့လက်ရှိဝင်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟောင်းညိုစောအမျိုးသားကာကွယ်ရေးနဲ့လူညိုရေးကောင်စီရောအမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းတွေလက်ရှိပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟောင်းမြထွန်းဦးနဲ့လက်ရှိသမရယုံဝန်ကြီးအမတ်တေဝန်ကြီးဦးတင်အောင်စန်းတို့လိုဗိုလ်ချုပ်ကြီးဟောင်းတွေလည်းရွေးကောက်ပွဲပြိုင်ကြပါတယ်။ဗိုလ်ချုပ်ကြီးဟောင်းညိုစောကရန်ကုန်တိုင်းကိုကိုကျွန်းမြို့နယ်မြထွန်းဦးကမန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်နဲ့တင်အောင်စန်းကနေပြည်တော်ဥတ္တရသီရိမြို့နယ်ကနေပြည်သူ့လွတ်တော်နေရာအတွက်အသီးသီးဝင်ပြိုင်ကြမှာပါ။ ဘူဂျုတ်ကြီးအောင်အောင်လင်းတွေကတော့မန္တလေးတိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်3ဖြစ်တဲ့နေပြည်တော်ကနေအချိုးကျကိုစားပြုစနစ် PR နဲ့ဝင်ပြိုင်မှာဖြစ်ပါတယ်။နောက်ထပ်ပြောင်းသူဝင်ကြီးတွေဖြစ်ကြတဲ့ဒေါက်တာသက်ခိုင်ဝင်းဦးမမောင်အိုးဦးမြင့်ကျိုင်ဦးတင်ဦးလွင်ဦးထွန်းအောင်ဦးနော်တောင်ဦးချစ်ဆွေဦးအောင်ကျော်ဟိုးနဲ့ဦးကိုကိုလွင်တို့ကိုလည်းစစ်ကောင်းဆောင်ကရွေးကောက်ပွဲဝင်ပြိုင်ခိုင်းထားပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်ကြတဲ့တပ်ပုံကစကိုင်းမြို့နယ် စိုးတက်နိုင်ကမကွေးမြို့နယ်ကံမြင့်တန်းကမဦးဝင်းမြို့နယ်လင်းအောင်ကဘိမ်းမြို့နယ်နဲ့တေစားကျော်ကအောင်မြေသာဇံမြို့နယ်ကနေပြည်သူ့လွတ်တော်အတွက်ဝင်ပြိုင်ကြမှာပါဝန်ကြီးချုပ်၁၄ရောက်ထဲမှာတော့ရန်ကုန်တိုင်းမကွေးတိုင်းရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်ကဝန်ကြီးချုပ်၄ရောက်ကိုတော့အမတ်လောင်းဆင်းနေမှမတွေ့ရပါဘူးကျန်တဲ့၁၀ရောက်ထဲမှာတော့၈ရောက်ကိုတိုင်းနယ်ပြည်နယ်လွတ်တော်တွေမှာပြန်ပြိုင်ခိုင်းထားပြီး ရှမ်းနဲ့စကိုင်းဝန်ကြီးချုပ်ကိုတော့ပြည်သူ့လွတ်တော်ကနေဝင်ပြိုင်ခိုင်းထားတာတွေ့ရပါတယ်။ရွေးကောက်ပွဲပြန်ရတဲ့ဝန်ကြီးချုပ်တွေနဲ့ပျော်သူဝန်ကြီးအများစုကိုစစ်ကောင်းတော်ကမူလနေရာတွေပဲပြန်ပေးနိုင်ခြင်းရှိတယ်လို့စစ်တပ်နဲ့ကြံ့ခိုင်ပါတီနေဆက်သူတွေကခန့်မှန်းကြပါတယ်။တကယ်တော့ပျော်သူဝန်ကြီးတွေကိုဒီနေရာပဲပြန်ပေးဖို့တတ်သက်ဆိုရင်သူတို့ကိုရွေးကောက်ပွဲဝင်ပြိုင်ခိုင်းစရာမလိုပါဘူး။ဘာကြောင့်လဲဆိုတော့2008ခြေကံဥပဒေထဲမှာလွတ်တော်ဥက္ကဋ္ဌတွေနဲ့တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေကလွဲလို့ ကျန်တဲ့ယာရုတွေအတွက်ကရွေးကောက်ခံဖြစ်เสียမလို့ပဲခန့်အပ်နိုင်တယ်လို့အတိအလင်းပြဋ္ဌာန်းထားပါဗျ။ရွေးကောက်ပွဲအပြီးမှာပြောင်သူဝင်ကြီးအဖြစ်တာဝန်ပေးခံရတဲ့ရွေးကောက်ခံအမတ်တွေရဲ့မဲဆန္ဒနယ်တွေဟာလည်းလစ်လက်သွားတာကြောင့်ဂျားပြရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်။၂၀၁၂ဂျားပြရွေးကောက်ပွဲတုန်းကစစ်တပ်လက်ကင်တို့စက်ခိုင်ပါတီဟာလက်ရှိဖန်ဆီးခံထားရတဲ့ဒေါန်ဆန်းစုကြည်ရဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုအပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့တာရကလည်းရှိခဲ့ပါတယ်။ 2025ရွေးကောက်ပွဲအလွန်ပေါ်ပေါလာမဲ့လွတ်တော်တွေကိုထိန်းចောင်းမှုအတွက်လွတ်တော်ဥက္ကဋ္ဌနေရာတွေကိုလည်းစစ်ကောင်းဆောင်ကအကြမ်းမြင်းနေရာချထားပြီးဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဖြစ်လာဖို့တစ်ပြေးနေသူကတော့လက်ရှိပြောင်သူ့ချက်ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်တဲ့ရဲကျုံနဲ့ဗိုလ်မှူးချုပ်ဟောင်းဦးခင်ကြီးဖြစ်ပါတယ်။ချက်ခိုင်ရေးပါတီနဲ့နှိစက်သူတွေကတော့ဦးခင်ကြီးဟာဒုသမရဖြစ်နိုင်တယ်လို့ထင်ကြေးပေးနေကြပါဗျ။ လွတ်တော်ကိုဘသူကပဲဥဆောင်သည်ဖြစ်စေအပြန်အလှန်ထိန်းချောင်းနိုင်ဖို့မရှိပဲအစိုးရဘတ်ဂျက်ကိုတော့မဖြတ်ရတဲ့လက်ညှိုးထောင်ခေါင်းကြီးလွတ်တော်အဆင့်ပဲရှိလိမ့်မယ်လို့သုံးသပ်မှုတွေလည်းရှိပါတယ်ရွေးကောက်ပွဲလေးလာစောင့်ကြည့်အဖွဲ့တစ်ခုရဲ့ဥဆောင်သူတူကတော့အခုရွေးကောက်ပွဲဟာတရားဝင်မှုအားနည်းတဲ့လွတ်တော်အမတ်တွေနဲ့လွတ်တော်ကိုပဲမွေးထုတ်ပေးလိမ့်မယ်လို့ဝေဖန်ပါတယ်2025ရွေးကောက်ပွဲအလုံးမှာတက်လာမယ် ဒီ civilian government အတူကကြတော့ဘာလို့မလဲဆိုလို့ရှင်သူတို့ကိုသူတို့ civilian government အနေနဲ့နာမည်ခံမယ်ပြီးလို့ရှင်ဒါဒီသူတို့ဒီအကြံဖက်တက်ကြီးလုပ်တယ်လို့ပြောပြီးတော့အထူးသဖြင့်အညာဒေသမှာရှိနေတဲ့ဒီဒေါ်လာရာစုတို့သူတို့ဒီအင်အားသုံးပြီးတော့အပြင်းထန်အင်အားသုံးပြီးနှိမ်နှင်းလိုက်မယ်ပေါ့နော်အဲ့ဒါကပိုပြီးတော့တွေးဆုံတဲ့လမ်းကြောင်းဖန်တီးနေရေကောက်ခွဲလို့ပြောလို့ရတယ်ပေါ့နော်2010နဲ့2015နဲ့ရှင်ကို2010ဒီဆိုးရွားတွေပေါ့ဖြစ်တယ် အထူးရောင်ရွေးကောက်ဝယ်ဖြစ်တယ်ရှင်းမှန်ပြီးတော့တရားမျှတတဲ့ရွေးကောက်ဝယ်မဟုတ်ဘူးဒါပေမဲ့2025ဒီအများကြီးပိုဆိုးရယ်ပေါ့နော်တန်ငယ်ဖန်ဒီရဲ့စနစ်အဖြစ်နဲ့ဆိုလိုပေါ်လာမဲ့နိုင်ငံရေးခင်းကျင်းအဖြစ်နဲ့ဆိုးရယ်လို့ပြောလို့ရတယ်လူပေါင်းထောင်တဲ့ချီကိုတတ်ဖြတ်တောင်းတဲ့ချီကို ထောင်သွင်းအကျဉ်းချပြီးမြောက်များစွာသောလူခွင့်ချိုးဖောက်မှုတွေအတွက်အဓိကတာဝန်ရှိတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာအသက်80နီးပါးအရွယ်ကြမှာအဖမ်းခံရပြီး နိုင်ငံတကာယာဇဝတ်ခုံရုံး ICC မှာတရားရင်ဆိုင်နေရတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးလိုအဖြစ်မျိုးကြိုတင်စိုးရိမ်နေပုံရပြီးသူ့အတွက်ယာတပ်ပန်စုတ်ကင်လို့ရမယ်အာနာဂေဟစနစ်ကို2025ရွေးကောက်ပွဲ အပြီးမှာဖန်ပြီးသွားလိမ့်မယ်လို့စစ်ဘုတ်ချုပ်တွေနဲ့နီးကပ်တဲ့နိုင်ငံရေးလှလာသူကသုံးသပ်ပါတယ်ကိုအာနာရှိစဉ်ကမဟုတ်တန်းတရားတွေဖိနှိပ်တာတွေလှုပ်ထားတဲ့အခါကျတော့ကို့မှာအာနာလက်မဲ့ဖြစ်သွားတဲ့အချိန်မှာဒီဟာကကို့လည်းပြန်ရောက်လာမလားဆိုတာမျိုးပေါ့ဗျာ ူဓာရီလို့ဖြစ်သွားတာရှိတာကိုကိုယ့်အလက်ပြန်ရောက်လာမလားဆိုတာထမင်းလုံးတစီလိုမျိုးဖြစ်နေမှာပေါ့တည်တဲ့အထိပဲအာနာကိုစုတ်ကန်ပြီးတော့ယူသွားမှာ